လာမျိုးကဒေတာကန်တွေနှစ်ပေါင်းများစွာမျှော်လင့်ခဲ့တဲ့မျှော်လင့်ချက်တွေဟာနောက်၃နှစ်ဆုံးရင်အကောင့်ထဲပေါ်လာပါတော့မယ်။လမ်းပန်းဆက်သွယ်ရေးလွယ်ကူလာတာ၊ကုန်စည်ကူးတက်မှုမြန်ဆန်လာတာနဲ့မျိုးတစ်စီမံကိန်းတွေဟာဒလားမြေကူတရာစီမံကိန်းနဲ့အတူပေါ်ပေါက်လာတော့မှာပါ။ဒါပေမဲ့အဲ့ဒီလိုဖွံ့ဖြိုးလာခြင်းအခြားတစ်ဖက်မှာတော့ရင်ဆိုင်ရမယ့်ပြဿနာတွေလည်းရှိနေပါတယ်။မျိုးတစ်စီမံကိန်းနဲ့စမှုစုံတွေကြောင့်မြေရမယ့်ကျူးကျော်သူတွေအတွက်တော့ကြီးမားတဲ့ဆင်ခေါမှုတစ်ခုဖြစ်လို့နေပြန်ပါတယ်။အဲ့ဒီဒီကမှာဒ ဒလားမျိုးစံပြရက်ွက်တွေကကျူးကျော်နေထိုင်သူတွေလည်းပါဝင်နေပြန်ပါတယ်။ဟိုတရားကြီးတိဆောက်တာတော့ဝမ်းသာပါတယ်။ဒါပေမဲ့လို့အခုတရားကြီးတိဆောက်တဲ့တည်းကဒီဘက်ကမှဆက်ရုံကြီးဆောက်မယ်ဘာညာနဲ့ပြောကြရပါတော့။အဲ့လိုပြောတဲ့အခါမှာအမတို့ကဒီဆက်ရုံနေဆောင်မယ်ဆိုလို့ရှိရင်မတို့ဒီလမ်းမကြီးနဲ့နီးစပ်နေတဲ့အတွက်ကြောင့်မတို့ကျူးကျော်နေမြင်ရလမ်းမကြီးနဲ့နီးစပ်နေတဲ့အတွက်ကြောင့်မတို့ဒီကျူးကျော်တွေကိုဖျက်မှာတော့မတို့စိုးရိမ်မှုဖြစ်ပါတယ်။အကုန်လုံးကဘောနော်ရက်ွက်ထဲမှာမိသားစုအများကြီးဖြစ်နေတဲ့အတွက်ကြောင့်မတို့အိမ်ကားမနေနိုင်ဘူး။ အိမ်ကနေလို့ရှင်လဲတလောက်9000 6လစာပေးရတဲ့အခါရှိတယ်တစ်နှစ်စာပေးရတဲ့ဆိုတော့ပြောတော့ဒီမှာနေတဲ့လူအများစုကလက်လုတ်လက်စားသမားဖြစ်တယ်ဆိုကြမှာအဲ့ဒီခါကိုမတဲမိုးနေမော်နော်ပတ်စံမပေးနိုင်တဲ့တို့ကြောင့်မကျူးကျော်မှထွက်နေကြရတာလူကြီးလုတ်ပေးထားတဲ့ smart gas လေးတွေလည်းအကုန်လုံးရှိတယ် smart gas ရှိပေမဲ့လို့လည်းအခုချိန်ကြီးတော်ကြာနေလာပြီးတော့ဒီဟိုနေရာဖြတ်ပေးပါဒီနေရာဖြတ်ပေးပါဆိုပြီးလာလို့ပြဿနာတက်တာတွေလည်းရှိတယ်ဒလားမြို့မှာလူ38000ကျော်နေထိုင်တဲ့အပြင်ကျူးကျော်နေထိုင်သူတွေဟာ13000နီးပါးရှိနေပါတယ်။သူတို့တွေဟာ ီပွားရေးအဆင်မပြေလို့အိမ်မငားနိုင်တာတွေစောင်းနေရတဲ့အတွက်ခက်ခက်ခဲခဲရုန်းကန်နေရတာတွေကိုရင်ဆိုင်နေရတာပါ။တော့ဒီမှာနေခဲ့တာတော့9နှစ်လောက်ရှိပြီ။ဟုတ်ကဲ့ကျွန်တော်2002ခုနှစ်ကဒီမှာလာနေတယ်ပေါ့။ဒီမှာကျွန်တော်ညီမတယောက်ဒီမှာအိမ်အောင်ကြလို့ကျွန်တော်မိဘတွေဆုံးသွားတော့အဒီကိုပြောင်းလာပြီးနေတာ။နေနဲ့2002ခုနှစ်ကလာနေပြီးတော့ပြီးခဲ့တဲ့10နှစ်လောက်ကမှကျွန်တော်အိမ်အောင်ကြတယ်။ဒီကပဲဒီဒီမှာမွေးတဲ့ဒီကစားဒီကကောင်းပါလေးနဲ့အိမ်အောင်ကြ။ကြရောဗျာကျွန်တော်အိမ်နေပါနေတော့မဝင်နိုင်ဘူးအိမ်ငားနေတာပေါ့ အိမ်ငါးနေငါးနေနဲ့နောက်ပိုင်းဒီပြီးခဲ့တဲ့ငါးနေနောက်ပတ်မှာအဲအိမ်ငါးသေးဒီကလည်းကြီးကျွန်တော်လည်းကျွန်တော်လောက်ခတခုပြင်းတယ်ဟိုအဲ့လိုမျိုးအိမ်လားကလည်းပေးရတာဈေးကြီးတယ်အဲ့လိုကလည်းကျွန်တော်ဒီကျွေးကြော်မှနေဖြစ်တာဟိုစားဝတ်နေရေးအတွက်တော့ကျွန်တော်တို့ဒီလိုပဲရောင်းကန်ပြီးစားလို့တခုပဲကျွန်တော်တို့စိုးရိမ်တာခုနကပြောသလိုဒီအိမ်နေရာဖြတ်ခံဖြတ်မှာတော့ကျွန်တော်တို့နေရာတိုင်းကပြန်မရမှာလို့အဲ့ဒီတော့တော့နည်းနည်းစိုးရိမ် အဲ့တော့ကြာနာတော့ဒီစားဖို့နေရတဲ့စားရုံဝေးရုံလောက်ပဲကျွန်တော်တို့ဒီကအကောလုံးပါပဲဒီလိုပဲရှာနိုင်ကြတယ်အိမ်လာတာပဲလည်းမတက်နိုင်ကြောက်ရတာတော့ဒီလိုမျိုးကိုအစိုးရဟိုမတစ်ခေါက်ကလည်းကျွန်တော်တို့တကံဒီလိုပဲကျူးကျော်ဦးလေအဲ့လိုပဲဖြတ်ဖြတ်ခံနိုင်ရဖြတ်ဖြတ်ပြီးဒီလိုပဲပြန်ပြီးအိမ်ကားနေကြတာပေါ့နောက်မှတစ်ခါပြန်တစ်ခါကျူးကျော်ဟိုအခုတစ်ချက်စိုးရင်တာဟိုတရားတွေပဲဆောက်တာဝမ်းတာဗျာဟိုခုနကပြောလို့ပို့ပြီးအဆင်ပြေသွားတော့အဲဒါမှမဟုတ်ကျွန်တော်တို့ ဒီအကောလုံးပါပဲကျွန်တော်ဒါတော့မဟုတ်ဘူးစိုးရိမ်တာအဲ့လိုသရားဆောက်ပြီးတဲ့နောက်ပိုင်းမှာဖြတ်တာလို့ပြူတာလို့လှုပ်လာခဲ့ရင်ကျွန်တော်တို့ရဲ့နောက်ထပ်နေဖို့ခက်ခဲဖြစ်မှာပေါ့အဲ့ဒါဆိုရင်ကျွန်တော်တို့ကတော့လင်မယားနှစ်ယောက်တည်းပါအဲအခုကျွန်တော်လည်းအသက်က48နှစ်ရှိပြီနှစ်ယောက်ဒီလိုပဲလောက်ကင်စားပြီးနေလို့ကျေပဲတချို့ဆိုတော့ကိုကလေးတွေအများကြီးနဲ့ရုံးကန်ရတဲ့လူတွေရှိတယ်သူတို့တွေအတွက်ကြတော့လေအဲ့လိုပေါ့အဲ့ဒီစိုးရိမ်မှုတစ်ချက်ရှိတယ် တရားဆောက်လိုက်တဲ့အတွက်ဘယ်လိုပြောရမလဲဖွံ့ဖြိုးရတာဟိုတော့တခုသဘောကြတာပေါ့နော်ကိုတွေတော့မမြင်တော့မှနောင်လာနောင်သားတွေအတွက်တော့အခွင့်အရေးကောင်းတယ်လေအဲ့ဒီတော့သဘောကြရတယ်ဒါပေမဲ့ဒီတရားဆောက်ခွင့်ညီမတို့ဟိုအခုဒီနေရာအကျူးကျော်လို့သတ်မှတ်ထားတဲ့အတွက်ဖြတ်ပေးရမယ်လေအဲ့ဒီတော့စိတ်ထဲမကောင်းဘာဖြစ်လို့လဲဆိုတော့အခုငကုံးကတော့မှအိမ်လားစာ3-4တောင်းညီမတို့ကမတက်နိုင်လို့ဒီနေရာကိုညီမညီမတို့ကရောက်လာတာလေရောက်လာတော့အခုဒီတရားတွေပါရေးဆောက်ပြီးွားပြီဆိုကားလမ်းတွေလည်းပေါက်မယ်ဆက်မှုတွေကလည်းထုံးကောက်လာမယ်ဆိုတော့ ညီမတို့တက်နေရမရှိတော့ဘူးအိမ်လားစာပို့ပြီးတော့တက်သွားမယ်အခုရက်ွက်ထားမှဆိုရင်အိမ်လားစာ3-4တောင်းတော့မဟုတ်တော့ဘူးအခုလုံချင်းဆိုရင်တို့တွေဘယ်လိုပြောမလဲတမန်တလင်းခံဟိုနေ့ပေါ့လုံချင်းတိုက်ခန်းပုံစံလေးပေါ့အဲ့လိုလေးလုပ်ပြီးတော့တို့ကအ ਨੇ ဆုံးမပေးရအောင်ဆိုတော့6000 9000တောင်းကပေးရတယ်6000 9000တောင်းကိုတစ်လစာနှစ်လစာလည်းပေးလို့မရဘူးအ ਨੇ ဆုံးတူတူက10လစာ10လစာတန်းတန်းစာပေးရတော့ညီမတို့လုံးဝမတက်နိုင်ဘူးမတက်နိုင်နေတော့စိတ်မကောင်းတော့ဖြစ်တာပေါ့နော်ဒါပေမဲ့ဖြတ်ကြရင်တော့လေသူ့ဟာလင်းနေတူတော့အဆင်ပြေအောင်တည်နေရမှာပေါ့ တရားစီမံကိန်းပြီးရင်တော့အရင်ကအကောင့်တွေမဖော်နိုင်ခဲ့တဲ့မြို့သိစီမံကိန်းတွေနဲ့ဒေတာဖွံ့ဖြိုးရေးကိုလှုပ်ဆောင်ရမှာကြောင့်ဒေတာတွင်းကအလုပ်လက်မဲ့ပြဿနာကိုဖြေရှင်းပေးနိုင်မယ်လို့ဒလမြို့ NGO အနောက်ရက်ကွတ်အုပ်ချုပ်ရေးမှူးဦးလာမြင့်ကပြောပါတယ်။ဒလအနေနဲ့ကျွန်တော်တို့မြို့ပြစီမံကိန်းအနေနဲ့ကအရင်ကအကောင့်တွေပေါ်ခဲ့တာတွေကတော့ရှိခဲ့ပေမဲ့23ရက်ကွတ်ပေါ့အရင်တော့အဲဒီတော့လည်း23ရက်ကွတ်နဲ့မြို့ကွတ်တွေပေါ်ဆောင်နိုင်ပေမဲ့ကျွန်တော်တို့ဒီကြံတဲ့ရက်ကွတ်၃ခုကတော့ အကြီးနောက်6နံပါတ်7114ဆို300ကျော်ဒါတွေကဟိုကြံနေခဲ့တဲ့ခါကျတော့ကျွန်တော်တို့မှလုံးဝဒီဒေတာဖွင့်ပြအနေနဲ့ဆောင်ရွက်လုပ်ကင်ပြီးတော့မြို့ကွက်တွေမဖော်နိုင်တာရှိတယ်ပေါ့အားနည်းချက်လေးတွေအဲ့တော့အဲ့မြို့ကွက်တွေတွေလည်းသူကဖော်ဆောင်လာနိုင်မယ်စီးပွားရေးလုပ်ငန်းတွေနဲ့လည်းလုပ်ငန်းတွေလာပြီးတော့အခြေချလုပ်ကင်တဲ့အခါမှာကျွန်တော်တို့ရဲ့ပြည်သူတွေမှာအလုံးလက်မဲ့တွေရှိကြတယ်ရှိတယ်ဒီလိုအတိဒုက္ခရောက်လို့လူရဲ့ပိုးစိုးတိုက်နိုင်လူတွေပေါ့ဒါတွေလည်းရှိတာပေါ့အဲ့ရှိတဲ့ဟာတွေကအကုန်လုံးက လုပ်ငန်းဝင်နေမြရရမယ်ဆိုရင်တိကျတယ်မှလည်းဒါတွေဒီအချို့ပြုလုပ်ငန်းတွေဖြစ်လာနိုင်မှာပေါ့နော်ဒီလူတွေကဟိုဒီနေရာမှာကျူးလိုက်တယ်ပြီးတော့ရောင်စားပြီးတော့နောက်တနေရာထပ်ကျူးတယ် အဲ့လိုကျူးတာရှိတယ်လို့စီးပွားရေးကကျူးတဲ့လူတွေကလည်းရှိတယ်အဲ့တော့အိမ်3လ5အိမ်လောက်ဝင်ဆောက်လိုက်တယ်ဝင်ဆောက်လိုက်ပြီးတော့မရှိသေးသေးတွေကိုထားတယ်ထားပြီးတဲ့အခါကျတော့သူတို့ဈေးကောင်းရတဲ့အခါကျတော့ရောင်းစားတယ်ရောင်းစားပြီးတော့အခြားတနေရာမှာအဲ့လိုကျူးတယ်အဲ့ဒါတွေကမုံလုံးဆက်ကူကဂျာရီသူမေရဲ့မပြီးတော့ဘူးအဲ့တော့အခုလုံးမဲ့ပုံစံကျတော့အဲ့လိုမဟုတ်တော့ဘူးသူ့ရဲ့ဟိုနောက်ကျောင်းကိုလိုက်မယ် နောက်ကြောင့်မှတကယ်လို့သူတို့မှ AOD တိုင်းကလာလို့ AOD တိုင်းမှာသူတို့အမွေဆိုင်အိမ်ရှိတယ်ဆိုရင်အဲ့လူမပေးဘူးအဲဥမာဒလာသားဖြစ်နေလို့ရှိရင်လည်းပဲသူမိဘအိမ်တွေရှိတယ်ပေါ့နော်အမွေဆိုင်အိမ်တွေရှိတယ်ဆိုရင်မပေးဘူးအဲ့တော့အဝပေးတယ်ဆိုတာလည်းအရေးကြတဲ့သူတို့ရောင်းပေးမယ်အဲနှစ်20ဖြစ်ရင်ပြင်မယ်30ဖြစ်ရင်ပြင်မယ်ဒီလိုလူပြလည်းအကြောင်းမဲ့လာပြီးတော့ကျူးကျော်တယ် ပြန်ရောက်တယ်အဲ့လိုနေခြင်းတဲ့လူမျိုးတွေလည်းမဟုတ်ဘူးတကယ်ကိုခက်ခဲတယ်အိမ်တလုံးဝယ်ဖို့ဆိုတာဘလုံးမှမဖြစ်နိုင်တဲ့ဘဝပေါ့နောက်ဆုံးဒီဘဝကျွန်တော်တေးတာတေးသွားမယ်အိမ်တော့ရမှာမဟုတ်ဘူးအဲ့လိုလေးတွေရှိတယ်ကျွန်တော်နဲ့ကျွန်တော်ကိုစားဖို့ဒီမှာကလေးတွေရှိတယ်လူတွေကကိုစားပြောချင်တာသူတို့မှအဲ့လိုအိမ်နေရာလေးရရင်နောက်နောက်ကလေးတွေအတွက်လည်းအဆင်ပြေသွားလိမ့်မယ်တော့မဟုတ်ရင်ဒီလိုဘဝနဲ့ပဲနောက်ကလေးတွေတက်လာတဲ့ကလေးတွေရပါဒီလိုဒုက္ခတွေနဲ့ဒီတန်ညာကြီးကစောင်းမှာမဟုတ်တော့ဘူးအဲ့ဒါလေးကိုတစ်ခုလောက်သူတို့ဘက်ကနေပြီးတော့လေ လုတ်ပြီးခိုင်းတော့ကောင်းပါဘူးကျွန်တော်အဲ့ဒါကိုပြောချင်ဒီမှာနေနေတဲ့လူတွေကျူးကျော်မှနေတယ်ဆိုပေမဲ့အမားတို့အကုန်လုံးကဘယ်သူမှနေချင်လို့နေနေကြတာမဟုတ်ပါဘူး။ကို့မှာမိသားစုအခက်အခဲဒုက္ခအမျိုးမျိုးနဲ့မလို့ဒီလိုကျူးကျော်မှနေတာပါ။အဲ့ဒါကိုလူကြီးတွေအနေနဲ့ပေါ့နော်ခုနေ့ဖြစ်မဲ့ဆိုရင်တော့ဖြတ်ခိုင်းတဲ့အခါကြလို့ရှိရင်လည်းဘလူနီးနဲ့ပဲလာဖြတ်ခိုင်းဖြတ်ခိုင်းစာနာမှုလေးထားပြီးတော့လုပ်ပေးစေချင်ပါတယ်။ဒီလိုမြေရမယ့်ကျူးကျော်တွေအတွက်ဘယ်သူကဖြည့်ရှင်ပေးမှာပါလဲ။ ဖွံ့ဖြိုးလာခြင်းအခြားတစ်ဖက်ကအင်အားစု13000ကျော်ကတော့နောက်3နှစ်အတွင်းမှာတက်ရောက်မှုရှိလာမှာပါဒီလိုတက်ရောက်မှုတွေကိုတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးထွန်းရင်ကတော့အခုလိုပြောပါတယ်ဒလာသားတဲ့နေရပြောင်းလာတဲ့လူတွေများတယ်နာကိဖြစ်ပြီးမှာပေါ့နော်ဥမာဒေးဒီဖျာပုံးကြိုက်လက်ဘိုးလေးစတဲ့အဖြစ်ပေါ့အဲ့ဒေသတွေကပြောင်းလာတဲ့လူတွေများတယ်အဲ့တော့ သူတို့ကြုံအောင်ကြပန်းဘလို့ကုန်မလဲနင်းနေမြေကွက်လက်ရှိရင်ရှိတဲ့နေရာမှာဝင်ဆောက်လိုက်တာပဲလေဝင်ဆောက်လိုက်ပြီးတော့အဲ့လိုနေတော့အခုဒီအစိုးရကလည်းဒါနဲ့ပတ်သက်ပြီးတော့ကျူကျိုတွေကိုဟောတံပိုးနေတော့တံပိုးသိမ်းတော့ဟာတံပိုးမြင့်တော့ဆိုတော့အိမ်ရတယ်စီမံကိန်းလုပ်မယ်လုပ်တဲ့အခါမှာတော့ဒီတံပိုးနေအိမ်ရပေါ့နော်အာသူတို့ကိုຢာတက်ပန်းခုနလိုဒီအိုမိအိမ်မဘွားကနေပြီးတော့လွတ်မြောက်အောင်ပြီးတော့ ဒီအိမ်နေဝင်လဲရောင်းစားလို့မရအောင်ပေါ့နော်အကန့်အသတ်တွေလုပ်ပြီးတော့အဲ့လိုလုပ်မယ်ဆိုပြီးတော့ရောင်းတိုင်းဆိုးအဖွဲ့ကဘာတော့လွတ်တော်မှာမီဒီယာကိုနာမှာကိုယ်စားလေတွေကိုရှင်းပြတယ်နာနေထိုင်တာတော့အခုကဟိုကတချို့ကပယံလောက်လောက်တာရှိတယ်တချို့လက်သမားလောက်တာရှိတယ်ရမ်းအဆင်ပြေနေတဲ့လူတွေအများကြီးတော့မရှိဘူးဟိုလက်လောက်လက်စားတွေများစီတုပ်တဲ့လူတို့ပါလို့အဲ့လောက်ပဲ ဒီနေ့ဟိုအမြင့်ဆုံးရတဲ့လူကတော့8000ပေါ့အနည်းဆုံး9000ဒီလိုပဲစားဝတ်နေရေးအတွက်ရှာဖွေပြီးတော့ဒီလိုနေကြတော့ဟိုခတ်တာဗျာဟိုပြောချင်တာကျွန်တော်တို့ကအလုံးလုံးပြီးတော့စားပြီးတော့ပို့ပြီးစုပြီးတော့အိမ်ဝယ်နိုင်တဲ့အဆင့်မရှိကြဘူးဘူးမှမရှိဘူးအဲ့လိုဖြစ်တဲ့အခါကျတော့အိမ်ငားနေတာအိမ်ငားနေရတော့တခါဒီအိမ်လာစားတွေကတက်တက်တော့တခါမတက်နိုင်တဲ့အခါဘေးကနေအကျွေးတွေနဲ့ချီချီပြီးတော့အိမ်လာစားဆက်လိုက်တယ်ခဏတော့အဆင်ပြေသွားဒါမှမဟုတ်ဒီအကျွေးကို ပြန်ဆက်ဖို့တခါလေပြန်အောင်ဒုက္ခတွေရောက်ပြန်အောင်အဲ့ဒီမှာမှတခါကြားမှရေးချိုးတဲ့အခါကြားလို့ရှိရင်ဒုက္ခရောက်ပြန်အောင်နောက်ဆုံးတေးရတော့နိုင်ရင်ကုညီမှုလာမှဖြစ်တဲ့သဘောမျိုးရှိတယ်အဲအဲ့လိုမျိုးတွေပေါ့အဲအဓိကကျွန်တော်တို့ဖြစ်ချင်တာဟိုကျူးကျော်ဆိုပေမဲ့လည်းကျွန်တော်တို့ဘယ်လိုပြောမလဲဆိုတော့ဟိုနေထိုင်လို့ရတဲ့နေရာလေးတစ်ခုလောက်ပေါ့ဗျာငငါကြီးပါပေါ့အဲ့လိုလေးရခဲ့တစ်ခုရှိတာကျူးကျော်တဲ့လူကလည်းနောက်ထပ်ထပ်ရောင်းတာတို့ထပ်ကျူးကျော်တော့မဖြစ်ဘူးသူဒါသူတို့ဘက်ကအဓိကဟိုအဓိက ပေါ့အဓိကအခုလူဖြတ်လိုက်တစ်ခါပြန်ငားနေလိုက် ပြန်ကျူးကျော်လာဒီလိုပဲတန်လျာလဲနေတာဟုတ်တကူရှိပါတယ်